ဟင်းဝီယန်အဖေရဲ့ပြောကြားချက်ကြောင့်ဟင်းဝီယန်ရဲ့စူပီဒီစင်တို့လက်ထပ်မဲ့ကိစ္စကတော့စူပီဒီစင်ကတော့ဟင်းဝီယန်ကသူ့ကိုလက်ထပ်ချင်တဲ့ကိစ္စကိုမတိရဘဲနဲ့ဟင်းဝီယန်နဲ့သူ့ဖေရဲ့ကြားရကဆွေးနွေးမှုတစ်ခုသာဖြစ်ကြောင်းပေါ်လင်းသွားခဲ့ပြီလေဖြစ်ပါရီ။ဒါကိုဟင်းဝီယန်ရဲ့ညီမအရင်ကိုယ်တိုင်တော့မသိပါဘူး။ဟင်းဝီယန်ကစူပီဒီစင်နဲ့သူနေကချစ်သူဖြစ်တာလေးကြပြီးဆိုတော့ဒီနှစ်ထဲမှာစူပီဒီစင်ကိုတင်တောင်းတင်းတယ်လေးနဲ့တင်တောင်းပြီးတော့ လက်ထက်ချင်းတဲ့အကြောင်းကိုသူ့ဖေကိုတော့ပြောဟန်နေသူပါရီအခုတော့လုံဝတ်ကိုတင်းမမထားရိကိစ္စတခုပေါ့ဗျာအဲ့ဒါကတော့စုပြည်သင်းရဲ့အမဖြစ်တဲ့ဒါစုမြတ်သူစားပေါ့ဗျာစုမြတ်သူစားဟာစုပြည်သင်းလေးကိုအလုံးမြလမ်းကြောင်းမှုကိုခေါ်လာပေးတဲ့သူဖြစ်တယ်စုပြည်သင်းအတွက်စုမြတ်သူစားကအမလေးဟုတ်တယ်အမေလေးဟုတ်တယ်နော်အင်မတန်မှာတန်ဖိုးမဖြစ်နိုင်တဲ့သူဖြစ်တယ်အခုတော့မနေ့ကတတော်လေးကိုပေါ်လို့ရိုက်သွားတဲ့တဲ့ရင်ချောင်းဆုံးမြတ်သူစားကလေးဒါလူရှင်ပြပွဲတခုမှာရောက်တာကနေအင်တာဗျူးဖြေရတယ်ပေါ့နော် ဆိုတော့မီဒီယာတွေကချက်ချင်းပဲဆိုပြီးသင်လက်ထက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးဆိုမြင့်သူစွာကိုမေးမြန်းခဲ့ကြပါတယ်ဆိုမြတ်သူစွာကတော့သူ့အမြင်ကိုပြောသွားတယ်ပေါ့ဗျာသူနေနေဆိုပြီးသင်လေးကိုတော့ဒါအင်းချောင်းမပြူပဲနဲ့ဒီတိုင်းလေးပဲနေသွားစေချင်တယ်ပေါ့နော်ဒါမဲ့ဟိုသူ့ရဲ့ရည်ချွေမှုဆိုတော့သူတို့နေနေဘာမှတော့ပြောလို့မရဘူးပေါ့ဒါမဲ့အင်းချောင်းကြရဲဆိုတာကြာဘူးတဲ့သူပဲတည်တာပေါ့နော်သူကိုယ်တိုင်ကလည်းအင်းချောင်းကြာဘူးတဲ့ဆိုတော့ဒါအင်းချောင်းတစ်ခုဒီဆောက်ရတာကဘယ်လောက်ထိပြင်းမှန်းလဲ လောက်တည်းမွန်းချလဲဆိုတာကိုဆွမြတ်ဒီစာကသူ့ရဲ့ဒါအတွေ့အကြုံနဲ့နိုင်ရှင်ပြီးတော့ပြောသွားခဲ့တာလေးဖြစ်ပါတယ်เนาะတယောက်ထဲနေတာကတော့အကောင်းဆုံးပဲပြင်ညမာလေးကိုလည်းတသက်လုံးအပြူကြီးဘွားနေပဲအယူထုတ်စေခြင်းနဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်တဲ့အတွက်ရဝိယံလိုတာဝန်မှုယူတတ်တဲ့ကောင်းနဲ့သဘောမတူတာများလားဆိုပြီးတော့ပြောဆိုနေကြပြီလေးဖြစ်ပါတယ်เนาะ